အလုံးဝမင်္ဂလာပါဒီနေ့ကတော့ကားတစည်းရဲ့စီးပေးစနစ်မှာအရေးကြီးတဲ့အင်ဂျင်နာတွေအကြောင်းရယ်ဒီအင်ဂျင်နာတွေကိုအစဉ်အဆက်စနစ်တကျဘယ်လိုဆေးကြောရလဲဆိုတာကိုဘူးဒရအဖြစ်မျှဝေပေးနေတာဖြစ်ပါတယ်အရင်ဆုံးကားတွေမှာပါတဲ့စီးဖြန်းသွင်းတဲ့စနစ်တွေအများကြီးရှိတဲ့ထဲမှာမှာအတော့အများဆုံးစီးဖြန်းသွင်းတဲ့စနစ်နှစ်ခုအကြောင်းကိုမျှဝေပေးနေပါတယ်ပထမတစ်ခုကတော့ကျွန်တော် PFI လို့ခေါ်တဲ့ Pore Fuel ရဲ့ Injection ဆိုတဲ့စီးဖြန်းသွင်းတဲ့စနစ်ကဒုတိယတစ်ခုကတော့ GDI လို့ခေါ်တဲ့ gasoline direct injection ဆိုတဲ့စနစ်ကအဒီစနစ်နှစ်ခုကတော့ကျွန်တော်တို့ကားတွေမှာအတော်များဆုံးစီဖြန်းသွင်းတဲ့စနစ်နှစ်ခုဖြစ်ပါတယ် VFI လို့ခေါ်တဲ့စနစ်မှာကြတော့ injector စီဖြန်းသွင်းတဲ့အခါမှာအင်းဒိတ်ဘာအနားရယ်ကျွန်တော်တို့ဒီအင်းဒိတ် manifold အဆက်နားလောက်ကနေပြီးတော့စီဖြန်းသွင်းတာဖြစ်ပြီးတော့ GDI လို့ခေါ်တဲ့စနစ်မှာကြတော့ injector ကျွန်တော်မီးလောင်ခန်းတွေကိုဓာတ်ရိုက်စီဖြန်းသွင်းတဲ့ပုံစံဖြစ်ပါတယ်။ဒီ injector နှစ်ခုကပုံသဏ္ဍာန်လည်းမတူဘူး။စီဖြန်းသွင်းတဲ့ကျွန်တော်တို့စနစ်ချင်းလည်းမတူဘူး။ အပြီးကျတော့စီဖြန်းသွင်းတဲ့ဖီအားတွေလည်းမတူဘူး။နောက်အင်ဂျက်တာကတစ်ခုနဲ့တစ်ခုပုံသဏ္ဍာန်လည်းမတူပါဘူး။အဲကျွန်တော်တို့ဒီတော်တော်များများအသုံးများတာကတော့ PFI လို့ခေါ်တဲ့စနစ်မှာပါတဲ့ဒီအင်ဂျက်တာမျိုးစားကတော့အသုံးများဆုံးဖြစ်ပါတယ်။အဲ့ဒီအင်ဂျင်နာတွေကတော့ဆေးကြောမယ်ဆိုလို့ရှိရင်ဒီအင်ဂျင်နာဆေးဆက်တွေနဲ့အလွယ်တကူဆေးကြောလို့ရပါတယ်။အဲ GDI လို့ခေါ်တဲ့စနစ်မှာပါတဲ့အင်ဂျင်နာတွေကတော့ဒီသူ့တီးတန့်ဆေးတဲ့ဆက်တွေမှာပဲဆေးလို့ရတယ်။နောက်ရေဘူအားဖြင့်လည်းသူက pressure အများများတဲ့ စနစ်မှာပါတဲ့အင်ဂျင်တာအမျိုးအစားတွေဖြစ်တဲ့အတွက်ကြီးပိတ်ဖို့လည်းမလွယ်ကူဘူးအဲ့အတွက်ရေဘူအားဖြင့်တော့အရင်ဆေးဖို့မလိုပါဘူးဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့အင်ဂျင်တာဆေးဆက်တွေနဲ့အဓိကဆေးဖို့လိုအပ်တာကတော့ PFI စနစ်မှာပါတဲ့အင်ဂျင်တာအမျိုးအစားတွေကတော့အင်ဂျင်တာဆေးဆက်တွေနဲ့မဖြစ်မနေဆေးကြောပေးသင့်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့စီတွေထဲမှာစီမတန့်တာတွေဖြစ်နိုင်တယ်အစီထဲမှာရေပါတာတို့စီထဲမှာအမုံမွားတွေပါလာတာတို့ ီအမုံမားတွေကကြာကြာစုပါများလာလို့ရှိရင်ကျွန်တော်တို့စီလန်းချောင်းတစ်ချောက်မှာဒီအမုံမားတွေကများလာမယ်အဲအဲ့အမုံမားတွေတဖြည်းဖြည်းနဲ့ကျွန်တော်အင်ဂျာမှာလာပြီးတော့ပိတ်ဆို့တတ်ပါတယ်အပြီးကြတော့ကျွန်တော်တို့ဒီကာဗွန်ဂျိုးတွေအဖြစ်အဲဒီအင်ဂျာရဲ့အဝမှာကျွန်တော်တို့ကပိတ်ဆို့ပြီးတော့စီဖြန်းသွင်းတဲ့စနစ်တွေမှာအနှောင့်အယှက်တွေဖြစ်လာနိုင်တယ်ပေါ့နော်အဲအကဲဒီအင်ဂျာတွေမှာဒီလိုကြီးတွေပိတ်လာပြီးအင်ဂျာတွေခြုံဝင်လာပြီဆိုလို့ရှိရင်ကျွန်တော်ဆက်တံမှန်မှန်တာမျိုးကြီးဂျုံရနိုင်တယ် အဲကျွန်တော်ဒီချက်မီလင်းနာမျိုးတွေကြုံရနိုင်တယ်ကားတုံလာတာတို့နောက်ပြီးမောင်းလို့ရှိရင်တွန်းစုံတွန်းစုံဖြစ်တာတို့ကျွန်တော်ကားကမီခိုးလိုက်တာတို့လေပါနင်းလို့ရှိရင်ဝစ်နေတာတို့ဒါကတော့အင်ဂျာမကောင်းလို့ရှိရင်အင်ဂျာတခုခုချိုးရင်းပြီဆိုလို့ရှိရင်ပြတတ်တဲ့လက္ခဏာလေးတွေဖြစ်ပါတယ်အဲဒီလိုမဖြစ်အောင်လို့ကျွန်တော်တို့ကအခါအားလျော်စွာဒီအင်ဂျင်ကျူးနင်းလုံရင်းနဲ့ပဲဖြစ်ဖြစ်ဒီအင်ဂျာတီးတန့်စစ်ဆေးတာပဲဖြစ်ဖြစ်ကျွန်တော်တို့ကီလို2000 3000လောက်မှာတစ်ချိန်အင်ဂျာဆေးဆက်တွေနဲ့ကျွန်တော်တို့က ်စီကြောပြသင့်ပါတယ်ကျွန်တော်တို့ဒီအင်ဂျာဆေးသက်မှာဆိုလို့ရှိရင်ကျွန်တော်တို့အင်ဂျာတွေကိုပထမအဆုံးကျွန်တော်အထာဆိုးနစ်ကလင်နာဆေးရည်တွေနဲ့အရင်ဆုံးဆေးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အင်ဂျာတွေစီဖြန်းနှုန်းတွေမှန်ကန်မှုရှိရလားကျွန်တော်တို့ဒီအင်ဂျာတွေစီတွန်နေလားစီဖြန်းတဲ့အခါမှာလည်းကျွန်တော်တို့ကဟို slow အချိန်တွေမှာစီဖြန်းတဲ့ပုံစံဘယ်လိုရှိနေလဲကျွန်တော်လေဘာဖိနေလဲလို့ရှိရင်စီဖြန်းတဲ့ပုံစံဘယ်လိုရှိနေလဲစသဖြင့်ဒီအဆင့်ဆင့်ပေါ့နော်ကျွန်တော်73ချက်ကိုစနစ်တကျဆေးကြောပေးတာဖြစ်ပါတယ် အဲဒါကတော့ကျွန်တော်တို့စီမှာပုံမှန် maintenance အနေနဲ့ဒီ engine tune လုပ်တဲ့ကားတွေမှာ save ပေးတဲ့ injector တွေဖြစ်ပါတယ်အဲ engine tune လုပ်တဲ့ဆိုတော့ကျွန်တော်တို့ C line B line လေးလိုင်းမှာရှိတဲ့ carbon ကြိုးတွေကိုဖြုတ်ဆေးတယ်အဲအဲ့မှာတွေးတဲ့ error တွေဥပမာ wine seal တွေဒါတွေလိုအပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လဲလေတဲ့ပုံစံမျိုးဖြစ်ပါတယ်ကျွန်တော်တို့ engine tune လုပ်တဲ့ကားမှာ C line B line လေးလိုင်း၃ line ထဲမှာမှကျွန်တော် C line မှာဆိုလို့ရှိရင်ကျွန်တော်တို့စီမှာဒီ injector တွေအခုလိုဒီ automation set နဲ့ဆေးကြောတာတွေပါတယ်။နောက် C tangy ထဲမှာရှိတဲ့ ဒီ fuel filter တွေပိတ်နေလားအဲ့ဒါတွေစစ်ဆေးတာပါတယ်အဲကျွန်တော်ဒီစီတိုင်ကြီးထဲမှာကြီးတွေများနေလားဒါတွေလည်းကျွန်တော်တို့စစ်ဆေးပေးပါတယ်အဲဒီနေ့ကျွန်တော်ရှင်းပြပေးသွားတဲ့ထဲမှာ engine တွေဘယ်လိုလုံးလို့လဲဆိုတာရယ်အဲ engine တွေဘာကြောင့်ဆေးကြောတင်တာလဲအဲ engine မကောင်းလို့ရှိရင်ဘယ်လိုလက္ခဏာတွေပြတတ်လဲအဲကျွန်တော်တို့ engine ကိုဆေးမှဆိုလို့ရှိရင်ဒီ automation set နဲ့အစင်းစင်ဘယ်လိုဆေးကြောပေးလဲဆိုတာလေးကိုဘူးတရပြင်မျှဝေပေးနေတာဖြစ်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ